မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားတန်တော်ဘာမှာခန္ဓာစိတ်ဝိညာဉ်မစားခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနေ့မှာဂျေဇုတော်အပြင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဖျားသခင်ပြင်ဆင်ပေးတဲ့အတွက်စာလံကျမ်းခန်းကြီး56အပိုင်ငယ်8ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်အကျွန်ုပ်ဒီအရရလေရသော အချင်းအရာတို့ကိုကိုယ်တော်မှတ်၍ အကျွန်ုပ်မျက်ရည်တို့ကိုဘူးတော်ထဲမှထဲတော်မူပါစည်ရင်တော်၌ရှိပါသည်မဟုတ်လောဒီမှာတော့ဆာလန်ဆရာကြီးကသူ့ဘဝမှာမျက်ရည်ကျခဲ့တဲ့နေ့ရက်တွေရှိတယ်လို့ဖော်ပြတာတွေ့ရပါတယ်သူ့ရဲ့ဘဝမှာအရရက်လှဲ့လေရတဲ့အရာတွေကဝန်းနေမျက်ရည်ဖြစ်စေတယ်ဒီမျက်ရည်တွေကိုဘုရားသခင်ကဘူးတော်ထဲမှာထည့်ထားမှာပဲလို့သူဒီလိုယုံကြည်တယ် စည်ရင်းတော်ထဲမှာရှိနေမယ်လို့သူဒီလိုမျိုးယုံကြည်တာကို တွေ့ရပါတယ်။ဒီအကြောင်းအရာကိုစင်ကျင်တဲ့အခါမှာဒါကစိတ်ကူးရင်တသက်မဟုတ်ဘူးဆိုတာကိုတော့သိစေကြွမှာတယ်။ဘုရားသခင်ကငါရဲ့မျက်ရည်တွေကိုတင်ထားမှာပဲစည်ရင်းမှတ်ထားမှာပဲဆိုပြီးတော့မှ ကိုယ်စိတ်ကူးတသက်အနေနဲ့တွေးခေါ်တာမျိုးမဟုတ်ပါဘူး။တမန်ကျမ်းစာထဲမှာဘုရားသခင်ကကျွန်တော်ရဲ့စပေများကို ရေတွက်တော်မူတဲ့ဘုရားဖြစ်တဲ့ ငိုင်မီအိပ်ပျော်ခြင်းမရှိပဲကျွန်တော်တို့ကိုစောင့်ကြည့်နေတဲ့ဘုရားဖြစ်တယ်ဆိုတာကို အတိအလင်းဖော်ပြထားတာတွေ့ရပါတယ်။သင်တို့ကိုတတိနဲ့ကြည့်ရှုတော်မူသောကြောင့်သင်တို့၌စိုးရိမ်ခြင်းအမှုရှိသများတို့ကိုကိုရော၌အနှံကြလောလို့လဲတမန်ကျမ်းစာမှာဖော်ပြတာတွေ့ရပါတယ်။သခင်ယေရှုခရစ်တော်ရဲ့နှုတ်တော်ထွက်စကားတွေထဲမှာလဲမနှက်ဖန်အတွက်မစိုးရိမ်နဲ့မနှက်ဖန်ကသင်အတွက်စိုးရိမ်မယ်လို့ဖော်ပြထားတာတွေ့သလို့ အပေအမှုကိုမျှစိုးရိမ်ခြင်းမရှိပဲအရာရာမှာကျေးဇူးတော်ချီးမွမ်း၍ဆုတောင်းပါလို့လည်းဖော်ပြထားတဲ့နှုတ်ကပတ်တော်တွင်တင်ချက်တွေရှိပါတယ်။သဘောကတော့ကျွန်တော်ရဲ့ဘဝမှာဘုရားသခင်ကကျွန်တော်ရဲ့မျက်ရည်တွေကိုမတိပဲမနေဘူးကျွန်တော်ရဲ့ဝမ်းနေခြင်းကိုလည်းမမှတ်ပဲမနေဘူးဆိုတာကိုနားလည်သိချင်ပါတယ်။ဒါကြောင့်လေသခင်ယေရှုခရစ်တော်ကဝင်လေးပင်ပန်းတော်သူပေါင်းတို့ ငါထံသို့လာကြလော့ငါသည်ချမ်းသာပေးမည်လို့ဆိုထားပြန်ပါတယ်ချစ်တော်မိပါညီကိုမောင်နှမတို့ကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ကကျွန်တော်ကိုမိပါမဲ့ကဲ့သို့စွန့်ပစ်မထားတဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်ရဲ့ဝန်နေခြင်းတွေကိုမှတ်သားပြီးတော့မှကျွန်တော်ရဲ့အသက်တာကိုမာစားဖို့ရန် ပြင်ဆင်နေတဲ့ဘုရားဖြစ်ပါတယ်ဒါကြောင့်ရန်သူတွေကြောင့်ကြောက်ရွံ့စရာမလိုဘူးကျွန်တော်ကိုဖိနှိပ်တဲ့သူတွေအတွက်ကြောင့်ကျွန်တော်ဝန်နေစရာမလိုဘူး ဝမ်းနေခဲ့ရင်လည်းပဲကျွန်တော်ရဲ့မျက်ရည်တွေကဘုရားသခင်ရဲ့ဘူးတော်ထဲမှာရှိမှအမှန်ပဲဖြစ်ပါတယ်။စိတ်ရင်းမှတ်ထားမှအမှန်ပဲဖြစ်ပါတယ်။ဒီဝမ်းနေမျက်ရည်တွေအတွက်ဘုရားသခင်က ကျွန်တော်တို့ကိုပြန်လဲဝမ်းမြောက်ရတဲ့အခွင့်ကို ပေးမှဖြစ်ပါတယ်။ညာဥချိန်၌ငိုကြွေးခြင်းလာရင်တော့မနေ့ချိန်မှာတမင်တည်းရဲ့လိုခုံပေါက်ရတဲ့အခွင့်ဝမ်းမြောက်ရတဲ့အခွင့်ကိုပေးမှဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့လူဘဝဆိုတာက ချမ်းသာတလက်ဆင်းရဲတလက်ဝမ်းနည်းတလက်ဝမ်းမြောက်တလက်အလှဲ့လှဖြစ်နေတာမှန်ပေမဲ့ဘုရားသားသမီးတွေအတွက်ကတော့မျော်လင့်စရာရှိသေးတယ်ဆိုတာကို သိပြီးမှ ကျွန်တော်တို့ရဲ့ဝမ်းနည်းမျက်ရည်တွေကျွန်တော်တို့ရဲ့ကြေကွဲရတဲ့အရာတွေအတွက်ဘုရားသခင်သည်အတိမတ်ပြုပြီးတော့ကျွန်တော်တို့ကိုဝမ်းမြောက်ခြင်းနဲ့ပြန်လည်ပြီးကုစားပေးမှာဖြစ်တယ်ဆိုတာကိုနားလည်သိကြပါရစေချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်ရဲ့မျက်ရည်တွေကိုဘုရားသခင် စည်ရင်မှတ်ထားပါတယ်ဖျာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖျာကိုရုကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ဝန်내မျက်ရည်တွေကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာလမ်းပြောက်နေသလိုဖြစ်ပေမဲ့ကိုရောကကျွန်တော်တို့ရဲ့မျက်ရည်များကိုတိမြင်ပြီးတော့မှအတိမတ်ပြုတယ်စည်ရင်ထဲမှာမှတ်ထားတယ်လို့သိရပါတယ်ကိုရောမှတ်သားခြင်းခံရတဲ့မျက်ရည်များဖြစ်စေပါကိုရောဖျာကျွန်တော်တို့ရဲ့အကြက်တက်အခက်ခဲဝန်내စရာ ချီနီရီပေါ်မှာကိုရိုရှင်ဖျား ကောင်းချီပေးပြီးတော့မှဝမ်းမြောက်စရာအဖြစ်ပြောင်းလဲပေးပါဂျေဇုတင်တဲ့ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တန်းရဲ့ဝမ်းနည်းမျက်ရည်တွေကိုကိုရိုရှင်ကိုရိုတိုင်းတုပ်ပေး၍ဝမ်းမြောက်ခြင်းနဲ့ပတ်ရတော်မူပါသူရဲ့ခန္ဓာစိတ်ဝိညာဉ်လိုအပ်သမျှမဆာခြင်းအမျိုးမျိုးကိုလည်းခြားပေးပါဂျေဇုတင်လေသခင်ယေရှုခရစ်တော်နာမ၌ဆုတောင်းအပ်နံပါ၏အာမင်